ချောင်းမှတယောက်ရွှေချီကိုကယ်ပို့သွားရင်လည်းကြောကိုဖနှောင်းနဲ့ကန်ခံရပါတယ်။ဆရာသူမအကိုလှဆန်းဆိုပြီးတော့ဒေါသထွက်နေပြီလေ။ရွှေချီကတော့ငါ့ကိုယူမဆိုင်နဲ့ဆိုပြီးတော့မိစ္ဆာကောင်တွေကိုပဲရှင်းပြဖို့អော်လိုက်ပါတယ်။လောင်တာကတိုက်မယ်လို့တော့ရှောင်းဖန်ကမော်လန်းနဲ့ကိုထုတ်ပြီးတော့ကာလိုက်ပါတယ်။ပြီးတာနဲ့နှစ်ယောက်တယောက်တိုက်နေကြပြီလေ။ရွှေချီကိုဖန်ထားတဲ့တယောက်ကလည်းမော်လန်းနဲ့နဲ့ချလိုက်နိုင်တာကြောင့်နောက်ဆုံးမှာတော့ကျွန်တော်ကောင်မလေးကလွတ်သွားပါတယ်။နောက်တော့နှစ်ယောက်ပေါင်းပြီးတော့ဆက်တိုက်ရပါတယ်။ကြဘုတ်ကင်ထားတဲ့တယောက်ကတော့ရွှေချီရဲ့လက်စာမိသွားပြီးတွေးရလိုက်ရပြီလေ။ နောက်တစ်ယောက်ကလည်းအဆွဲကိုမြည်ကြည့်ဆိုပြီးဝင်တိုက်ပါတယ်ဒါပေမဲ့ချွတ်ချီလေးကိုတော့မနိုင်ပါဘူးလောင်တာနဲ့တိုက်နေတဲ့ရှောင်းဖန်ကိုတစ်ချက်ကြည့်ပြီးတော့နှစ်ယောက်ပေါင်းတိုက်မှုပြင်လိုက်ပါတယ်လောင်တာကလည်းဒီနေ့မင်းတို့တယောက်မှထွက်ပြေးသွားဖို့မစင်စားနဲ့ဆိုပြီးပြောလိုက်ပါတယ်ချွတ်ချီကလည်းဘယ်သူကရောပြေးမှာမလို့လဲဆိုပြီးပြန်ပြောလိုက်ပါတယ် ပြီးရနဲ့လောင်တာကသူ့ဆွမ်းတွေကိုထုတ်သုံးနေပြီလေရှောင်းဖန်းကကြည့်ပြီးတော့ဗာမိဆာတက်ကြီးလဲဆိုပြီးရေရွတ်လိုက်ပါတယ်လောင်တာရဲ့ဘေးပပတ်လင်မှာအနီရောင်ဆွမ်းရင်တွေထွက်လာပြီးတော့ချက်သွေးရောင်မိဆာမျက်လုံးကိုထုတ်သုံးလိုက်ပါတယ်မင်းတို့သွေးနဲ့ချက်သွေးရောင်မိဆာမျက်လုံးကိုပူစောပြစ်မယ်လို့ပြောပြီးတော့စတိုက်လိုက်ပြီလေရှောင်းဖန်းကကာလိုက်နိုင်ပြီမဲ့ရွှေချီကတော့နောက်ကိုလွန်သွားပါပြီရှောင်းဖန်းရဲ့ဒုကချက်သွေးရောင်မိဆာမျက်လုံးကိုနှိမ်နှိမ့်လိုက်နိုင်တဲ့အတွက်လောင်တာကလည်းဒုကိုစိတ်ဝင်စားနေပြီလေထန်ရတာကမော်လက်နဲ့ဖိနှိပ်တာကိုခံလိုက်ရတဲ့အတွက်ရှောင်းဖန်းကရွှေချီကိုသွားခိုင်းလိုက်ပြီးတော့သူ့တားထားမဲ့အကြောင်းကိုပြောလိုက်ပါတယ်ပြီးတာနဲ့လောင်တာကိုပြေးတိုက်လိုက်ပါပြီ ၃ယောက်တယောက်ဆိုတော့လောင်တရဲ့အကွက်မိပြီးတော့သွေးရန်လိုက်ရပြီးတော့လွန်သွားပြီလေချွဲချီကနောက်ကလိုက်ဖမ်းလိုက်ပါတယ်၂ယောက်သား၆ကဘာမှတွေ့လောင်ဖြစ်နေပါပြီချွဲချီကတော့လက်ကိုမလွတ်လိုက်ဖို့ပဲခဏခဏမှားနေပါတယ်ဒါကမခံနိုင်ပဲထက်လွတ်ကျသွားတဲ့ခါမှာတော့လက်ကိုဖမ်းပြီးတော့အကာအကွယ်ဖွင့်လိုက်ပါတယ်တစ်ဖက်မှာလည်းချီဟောက်တို့ရဲ့ဓာတ်တွေကဖိနှိပ်ခံလိုက်ရတာကြောင့်အလုံးမလုပ်တော့ပါဘူးမင်းတို့ရဲ့မှော်လက်နဲ့တွေကအဆုတ်ပလုတ်တွေပဲဆိုပြီးတော့ဒါမှမဟုတ်ငါ့ကိုထမ်းပြီးဦးချကြပါလားဒါဆိုရင်တိတ်ပြီးနှိပ်စက်မခံရတော့တော့ဘူးဆိုပြီးတော့လောင်တကပြောလိုက်ပါတယ်မင်းတို့ကိုတက်ပြီးတော့ရှောင်းဖမ်းတဲ့ဆရာတို့မလုပ်တော့လက်စားချိန်မလို့ပြောပြီးတော့တိုက်ဖို့လုံမှာအနောက်ကတယောက်ကသူတို့မှအကူရှိသေးတယ်လေဆိုပြီးတတိပေးလိုက်ပါတယ်လက်နဲ့တန်းစင်းတဲ့နေရာကိုသူတို့တွေဖြည့်ဆည်းပြစ်လိုက်ပြီလေ အဲ့ဒီချိန်မှာပဲချီဟောက်က လျှို့ဟက်ကြီးမုံကိုထုတ်သွင်းလိုက်ပါတယ်ပြီးတာနဲ့ထက်တိုက်တော့လောင်တာတို့ကနောက်ဆုတ်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်ရှောင်းဖန်တို့နှစ်ယောက်ကိုရှင်းလိုက်ပြီလို့ထင်နေတာပါချီဟောက်တို့ကလည်းဆက်မလိုက်တော့ပဲနဲ့ရှောင်းဖန်တို့ကိုပဲရှာဖို့ဦးစားပေးလိုက်ပါတယ်တောင်အောက်ကိုပြုတ်ကျလာတဲ့ကျွန်တော်ကောင်မလေးကတော့ဒဏ်ရာတွေနဲ့သူပဲရောက်နေမှမသိဘူးလေဖေးဖက်ပက်လေကိုကြည့်ပြီးတော့အပေါ်ဘက်ကဂူဘဝကဘာလို့မရှိတော့လဲဆိုပြီးတွေးလိုက်ပါတယ်နောက်တော့သတိမစ်နေတဲ့ရှောင်းဖန်ကိုတွေးလိုက်ပြီးလေဆွဲထုပြီးတော့ဒဏ်ရာတွေကိုဆန်းသက်လိုက်ပါတယ်ဒဏ်ရာကပြင်းထန်လွန်းတာကြောင့်ဆက်သွားရင်အနေများနေပါတယ်ဒါကြောင့်အများဆုံးထွက်သွားမှဖြစ်မယ်ဆိုပြီးတွေးလိုက်ပါတယ်ရှောင်းဖန်ကိုအသာပြန်ချလိုက်တဲ့အချိန်မှာပဲဘေးနာကနေဝိညာဉ်တွေဝိုင်းလာပြီးတော့ချွဲချီကိုဝိုင်းတက်ကြပါပြီ ။ဘလောက်ပဲတိုက်တိုက်ကုန်မသွားတဲ့အတွက်အကာအဝေးကိုဖွင့်ထားလိုက်ရပါတယ်။ဒါပေမဲ့အယိုးကောင်းတွေကစွမ်းရည်တွေကိုဆုပ်ယူနေတဲ့အတွက်ငါဒီနေ့နေနဲ့ဒီနေရာမှာတည်သွားမယ်လို့မထင်ထားဘူးဆိုပြီးတော့ရှောင်းဖန်ကိုလှည့်ကြည့်ရင်ပြောလိုက်ပါတယ်။အကာအဝေးဖွင့်ထားရတဲ့အတွက်စွမ်းရည်တွေကကုန်သွားပြီးတော့သူကိုယ်တိုင်လည်းလွန်သွားပြီလေ။အဲ့ဒါကိုဝင်းကြီးတွေကအခွင့်ကောင်းယူပြီးတော့ရှောင်းဖန်ရဲ့ကိုယ်ထဲကိုဝင်သွားကြပါတယ်။ဒုတ်ရောလူရောအနီရောင်လင်းထန်းတွေထွက်လာပြီးတော့လေထဲကိုလွန်သွားပြီးခဏကြာတော့ပြန်ပြုတ်ကြလာပါတယ်။ဒုတ်ကအနီရောင်လင်းထန်းတွေကတော့အချိန်ခဏကြာမှပျောက်သွားပါတယ်။အခုချိန်ထိရှောင်းဖန်ကသတိမရသေးဘဲနဲ့ရွှေချီတယောက်တည်းပဲအသိရှိနေပါတယ်။ထပ်တိုက်မယ်လို့တော့ ဝိညာဉ်တွေကသူ့လိုလိုထွက်သွားတာကြောင့်နားမလည်နိုင်ဖြစ်နေပြီးတော့ကြံခဲ့ပါတယ် တစ်ပင်တစ်ပင်ကအသက်ဝင်လာပြီးတော့ရွှေချီကိုတိုက်လိုက်ပါတယ်စိတ်ထဲမှာတော့အရှောင်ဖက်ကိုအမြန်ဆုံးနိုးလာစေချင်နေပြီလေနောက်ဆုံးမှာတော့အသေးချေတိုင်းမှာပဲအသက်ရှင်နိုင်ဖို့ခွေလန်းနေလဲရှိမှလို့တွေးလိုက်ပြီးတော့အစွမ်းကုန်ထုတ်ပြီးတော့ဓာတ်နဲ့ပြေးတိုက်ပြီးလေခုံနိုင်တော့မဲ့အချိန်မှာပဲအောက်ကနေပြေးတိုက်တာခံလိုက်ရပါတယ်မလျှော့သေးပဲနဲ့ဓာတ်ဆွမ်းရင်ကိုထုတ်ပြီးထပ်တိုက်လိုက်ပါတယ်မိခိုးတွေပြေးသွားပြီးတော့သူကိုယ်တိုင်လဲတော်တော်လေးကိုအားနေနေပါပြီတစ်ပင်ကဘာမှမဖြစ်ပဲနဲ့ရွှေချီကိုချုပ်လိုက်ပါတယ်ရွှေချီနဲ့တူတူရှောင်ဖက်ကိုပါချုပ်ပြီးတော့ဆွဲယူလိုက်ပါတယ်ဆွမ်းရင်တွေကိုဆွဲယူခံနေရတဲ့အချိန်မှာပဲရှောင်ဖက်တကောင်သတိရလာပါပြီရွှေချီကိုချုပ်ထားတာကိုတွေးလိုက်ရတော့ဒေါသထွက်သွားပြီးတော့မော်လက်နဲ့ကိုလှမ်းယူလိုက်ပြီးတော့ကိုကလည်းနေအောင်ဆွမ်းရတယ်ပြေး လာပြီးတော့ချုပ်ထားတာကနေလွတ်သွားပြီလေပြီးတာနဲ့ရွှေချီကိုချုပ်ထားတာကိုဒုံးနဲ့ပိုင်းလိုက်ပြီးတော့ရွှေချီကိုချီပြီးတော့အောက်ကိုအသာချပြလိုက်ပါတယ်ပြီးတာနဲ့တိုက်သမျှကိုအသာရပိုင်းနေပြီလေချုပ်ထားတာတောင်ချုပ်လို့မရတော့ပါဘူးနောက်တော့ဒုံးနဲ့မျက်လုံးကိုထိုးလိုက်နိုင်ပါတယ်မျက်လုံးကအနီရောင်နေပြောက်သွားတော့မှအသီးစိတ်ပြန်ဝင်လာပြီးတော့ရွှေချီစီကိုပြေးသွားပြီလေဆွဲထုတ်လိုက်ပြီးဒဏ်ရာတွေကိုကုသပေးဖို့လုပ်လိုက်ပါတယ်ရွှေချီကတော့ရှောင်းဖန်းကိုအောင်းအီးပြီးတော့အတင်းမလုပ်ဖို့ပြောလိုက်ပါတယ်သူတို့အသက်အောင်းပြီးတော့အာယုံဆိုင်ဖို့ပဲရှောင်းဖန်းကမှားလိုက်ပါတယ်ခဏနေတော့ကြာပန်းလေးလွှင့်လာပြီးတော့သူတို့နားမှာပေါက်ကွဲသွားပြီလေ ရေတံထွက်လာတော့ရွှေချီကိုအနောက်မှာထားပြီးတော့ဘသူလဲဆိုပြီးရှောင်းဖန်ကမေးလိုက်ပါတယ်ပြီးအောင်ထွက်လာပြီးတော့တာဟုပညာကတာမန်မဟုတ်ပါလားဆိုပြီးတော့ရှောင်းဖန်ကိုပြောလိုက်ပါတယ်အစင်ပြေလားလို့မေးရင်းနဲ့မှာလက်ကင်ထားတာကိုသတိရပြီးတော့လွတ်လိုက်ပြီလေကောင်မလေးရှက်သွားတာပါပြီးအောင်ကသွေးဆက်ကူကိုရှာတွေ့ပြီလားဆိုပြီးမေးလိုက်ပါတယ်ဘာသွေးဆက်ကူလဲလို့ပြန်မေးလိုက်တော့နင်တို့သူတော်စီကိုင်းကလူတွေကဘာမှမသိသလိုတကယ်ဟန်ဆောင်တက်ကြလိုက်တာနော်ဆိုပြီးတော့ဖိလိုက်ပြီလေပြီးအောင်ကတော့တွေ့ရတယ်ဖိပါတယ်ဒေါ်လေးယူကတော့ဖမ်းပြီးတော့ဆုံးဖြတ်ဖို့ခိုင်းချုပ်စီပဲအပ်ပေးလိုက်မယ်ဆိုပြီးစတိုက်ပြီလေချွဲချီကအကာအကွယ်ဖွင့်ပြီးတော့ရှောင်းဖန်ကိုသွားဖို့ပြောလိုက်ပါတယ်သွားမယ်ဆိုလဲတူတူပဲသွားမယ်ဆိုပြီးတော့ရှောင်းဖန်ကပြန်ဖြေလိုက်ပါတယ် ်အနောက်ရောင်မြို့ကိုကြာကနေပြီးတော့ရေနဲ့မွေကြီးထွက်လာပါပြီပြီးအောင်ကတိုက်မဲ့လို့တော့ဒေါ်လေးယိုးကတားလိုက်ပြီးတော့ရေနဲ့မွေကတက်ရှိအရာကိုရှာနေတာဆိုပြီးတော့မလုံမလျက်နေလိုက်ပါတယ်ရွှေချီကကြောက်တုံးကိုတိုက်မိသွားတော့ရှောင်းဖန်ကရွှေချီကိုတွန်းပြီးတော့သူများခေါ်ဆောင်မဲ့အကြောင်းကိုပြောလိုက်ပါတယ်ရှောင်းဖန်ကောင်လက်တလျှောက်ပြေးလဲပြေးတိုက်လိုက်တိုက်လုံနေပါတယ်ပြီးအောင်ကလည်းဝင်းတိုက်ပြီးတော့အယူလေးနင်းသူ့ဒေါ်သားကိုသွားဆွားလိုက်ပြီးဆိုပြီးပြောပြလိုက်ပါတယ် ရွှေချီကလည်းမွေးဝါကိုခုံတက်ပြီးတော့ဒါနဲ့တရွတ်တိုက်ဆွဲချလိုက်ပြီလေ။ဘေးနှစ်ဖက်ကနေပြီးရောင်ရောရွှေချီရောဝင်တိုက်ပြီးမယ်။နှစ်အောင်လုံးလွင်သွားကြပါပြီ။ရှောင်းဖန်ကတော့ရွှေချီကိုပဲပြေးဖက်ပါတယ်။မွေးကအနောက်ကနေလိုက်တိုက်တော့ရွှေချီကိုချီပြီးတော့မမြင်ရတဲ့ကြောက်တုံးသားမှာမှီထားလိုက်ပါတယ်။ရှောင်းဖန်ကတော့မွေးကိုစက်တိုက်တိုက်နေပါတယ်။ဒေါ်လေးယိုးကဆက်မတိုက်ဖို့ပြောပြီးမယ်။ပြီးရောင်ကတော့သူ့မှလည်းတာဝန်ရှိတယ်။အခုမှမပူပေါင်းရင်ဘယ်သူမှလွတ်မှာမဟုတ်ဘူးဆိုပြီးပြေးတိုက်ပြီလေ။အပေါက်ဆိုးပြီးမယ်။စိတ်ထားကောင်းတဲ့ပြီးရောင်လေးပါ။ရှောင်းဖန်ကတော့မော်လက်နဲ့ကိုစီးရင်းနဲ့ပြန်ချလာတဲ့အခါမှာဒုံးနဲ့ထပ်တိုက်လိုက်ပါတယ်။ပြီးရောင်ကလည်းအတန်ပေးပြီးတော့မွေးဘော်ကိုပြေးတက်ပြီးတော့ခြေခွဲဘက်နဲ့တိုက်လိုက်ပြီလေ။ ။မွေကခါချလိုက်တော့နောက်ကိုလွင့်သွားပါပြီ။နှစ်ယောက်သားထွက်ပေါက်လည်းမရှိတော့ပါဘူး။မွေကလည်းခရမ်းရောင်ဆွမ်းရည်လုံးနေနဲ့စတိုက်ပြစ်နေပြီလေ။ပြီးအောင်တယောက်အပေါ်ကူတက်သွားတာကြောင့်ရှောင်းဖန်တကောင်လေးဟုန်စီးပြီးတော့စတိုက်ရှောင်းနေရပါတယ်။ပြီးအောင်တိုက်ခိုင်းရတော့မယ့်အချိန်မှာပဲရှောင်းဖန်ကဝင်ကယ်လိုက်ရပါတယ်။အထက်တနေရာမှာတော့အယိုးတောင်ကျိုးနေပြီကိုအောင်ဦးထားသေးတယ်ဆိုပြီးတော့ကယ်လိုက်ပြီမယ့်အစုခံလိုက်ရပါတယ်။မင်းနဲ့မဆိုင်ဘူးဆိုတော့ကောင်းစုံလေးခုနကငါးသားမကယ်ရင်နေခုဆိုရင်နေပြီကိုရောက်နေလောက်ပြီဆိုတော့မိစ္ဆာကိုင်းကမိစ္ဆာမငါ့ကိုကယ်တာကောင်းတဲ့စိတ်ရှိလို့မဟုတ်ဘူးဆိုပြီးတော့ခြေစူးမတင်မဲ့ဖင်လန်ပြနေပြီလေ။ ပြီးအောင်ကတော့မိဆာမလို့ခေါ်ခံရလို့စိတ်ဆိုးသွားပါတယ်အခုနင်းလဲငါဆိုတဲ့မိဆာခိုင်ကမိဆာမနဲ့အတူတူဂူထဲမှာပိတ်မိဖို့ပဲတန်းနိုင်တယ်လေဆိုပြီးတော့ပြန်ရွေးလိုက်ပါတယ် ဘသူပိတ်မိနေလို့လဲဆိုတော့နင်းသေးခြင်းနဲ့သွားသိလိုက်လေဆိုပြီးတော့ရန်ဖြစ်နေကြပါတယ်။နင်းကနင်းရဲ့အဲ့ဒီဆရာသူအမကိုထွက်ထွက်ချင်တာမလားဆိုပြီးတော့ထပ်မေးတော့ဘာမှပြန်မဖြေဘူးလေ။ဒါဆိုရင်ဒီကနေပြီးဘသူရင်ထွက်သွားနိုင်မလဲကြည့်ကြသေးတာပေါ့ဆိုပြီးပြောလိုက်ပါတယ်။ချီဟောက်တို့ရောက်လာတဲ့အချိန်မှာပဲရွှေချီကိုတွေ့သွားကြပါပြီ။ရှောင်းဖန်ရောဆိုတော့မှသတိရသွားပြီးတော့ကြားရှောင်းဖန်လို့ခေါ်ပြီးတော့လိုက်ရှာနေကြပြီလေ။ရှောင်းဖန်တို့ကတော့တယောက်တလန်းစီသွားလဲတနေရာမှာပဲထိတ်တိုက်ပြန်တွေ့နေကြပါတယ်။တွေ့တာနဲ့ရန်ထပ်ဖြစ်ပါတယ်။ဘလို့သွားသွားတနေရာပဲပြန်ရောက်နေပါပြီ။ရှေ့ကလမ်းဆုံပဲလေ။ငါ့ကိုဘာလို့မပြောတာလဲဆိုပြီးတော့ပြီးအောင်ကရန်တွေ့လိုက်တော့မင်းတို့ပိုင်နေပဲလေ။လျှို့ဝက်လန်းတို့စက်ကလုတ်တွေတို့သိလိုက်မလားဆိုပြီးငါကဘလို့လို့သိမှာတော့ဆို ပြီးတော့ရှောင်းဖန်ကပြန်ပြောလိုက်ပါတယ်နင်းနဲ့မပြောတော့ဘူးဆိုပြီးတော့နောက်တလန်းကသွားမယ်လို့တော့အဲ့ဒီလန်းကလည်းလမ်းဆုံးပဲဒီနေရာကထူးဆန်းတယ်ကြောက်တုံးကနေတောင်းသွေးရည်စက်တွေကြလို့ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါကိုကြတော့သွေးစက်ကြတဲ့ကြောက်တုံးကဘယ်မှလဲဆိုပြီးတော့အသေးတမ်းမေးနေပြီလေရှောင်းဖန်ကဥဆောင်ပြီးခေါ်သွားလိုက်ပါတယ်ပြီးအောင်တယောက်ကြည့်နေရင်လည်းဒါကသူးစက်ကူလားဆိုပြီးတော့စဉ်းစားနေပြီလေပြီးအောင်ကကန်ကြီးဖို့လို့တော့ရှောင်းဖန်ကဟက်ဆိုပြီးခေါ်လိုက်ကြကြောင်းငါနာမည်ကဟက်မဟုတ်ဘူးသင်ချာနားထောင်ပြီးအောင်လို့ခေါ်တယ်ဆိုပြီးပြန်ပြောပြလိုက်ပါတယ်ပြီးတာနဲ့ရေကန်တွေကတနေရာကိုဖိကြည့်လိုက်တော့နှစ်ကောင်လုံးအောက်ကိုပြုတ်ချသွားပါပြီကြောက်နေရန်ကိုတွန်းပြီးတော့တခြားတစ်ဖက်ကိုလျှောက်လာကြပါတယ် မီထွန်းကြည့်လိုက်တော့မှသူတို့ရောက်နေတာကဒန်နာကြီးတွေကသူးဆက်ကူဖြစ်နေတာကိုသိကြသွားပါတယ်။အယူသူတို့ခုကိုတွေ့လိုက်ရပြီးတော့အဲ့လူကလွန်ခဲ့တဲ့နှစ်ပေါင်း၈၀၀တုန်းကလောကကြီးကိုတုံလုံးစေတဲ့ဟေးရှင်းလောင်ရံမှာပဝါကိုလှန်ကြည့်လိုက်တဲ့အခါမှာတော့လက်ပေါ်ကိုအလောင်းအောင်စိတ်ကရောက်လာပြီလေ။သူကလွန်ခဲ့တဲ့နှစ်ပေါင်း၈၀၀တုန်းကသူးတန်းတင်ခိုင်မဆောင်ရဲ့ခံရုပ်ပါအဲ့ဒီချိန်တုန်းကသွေးတောက်ပတိစေးနဲ့အင်အားကြီးဆုံးခိုင်းဖြစ်လာတဲ့အကြောင်းကိုရှင်းပြနေတော့မှပဲရှောင်းဖန်တကောင်ကမေးလဲသွားပါပြီ။ပြီးအောင်ကဘာဖြစ်တာလဲလို့မေးလိုက်တော့အရန်အေးရပဲဆိုပြီးပြန်ဖြေလိုက်ပါတယ်။ ခုပူဆန်းကြည့်တော့ပူချစ်နေပြီလေအဝေးတစ်ခုကိုရေဆွတ်ပြီးတော့ရေဘက်တိုက်ပေးနေလို့မှတရေတွေမင်းငါမိပါတွေတရွာလုံးကလူတွေကိုတက်ပြစ်ခဲ့တယ်ဆိုပြီးရောင်းနေပါတယ်အမေကိုမလုပ်ပါနဲ့ရှောင်းဖန်တယောက်တည်းမနေချင်ဘူးဆိုပြီးကြတော့နေလဲမိပါမဲ့ပဲကိုဆိုပြီးတော့ပြီးအောင်လေးကတနာစိတ်ဝင်သွားပြီလေရှောင်းဖန်ကချမ်းတယ်လို့អော်တော့မချမ်းတော့ပါဘူးဆိုပြီးဖတ်ထားလိုက်ပါတယ်အပြင်မှာလည်းရှောင်းဖန်ကိုရှာတာရက်တော်ကြနေပြီဆိုတော့ခိုင်းချုပ်ကိုတရင်ပေးဖို့ကအဓိကဖြစ်တာကြောင့် ပြန်ကြဖို့ချီဟောက်ကပြောလိုက်ပါတယ်။ချွဲချီကတော့ရှင်တို့ပြန်ဆိုပြီးတော့သူ့ဘာသာလိုက်ရှာမဲ့အကြောင်းကိုပြောလိုက်ပြီလေ။ရှူရှူကအရင်ပြန်လိုက်ပြီးတော့မှခိုင်းချုပ်ကိုအထူးရှာဖွေဖို့တပည့်တွေများများလှုပ်ခိုင်းဖို့တောင်းဆိုမယ်လို့ဆိုပြီးအကြံပေးလိုက်ပါတယ်။ရှောင်းဖန်ကာဝယ်ပေးခဲ့တာတွေကိုပြန်တွေးပြီးတော့တယောက်ထဲလည်းမထားခဲ့ရဘူးလေ။သတိမင်းနေတယ်။ရှောင်းဖန်ကတော့သတိပြန်ရလာပါတယ်။ဘေးမှာကတော့ပြီးအောင်တယောက်အိပ်ပျော်နေပါတယ်။သူ့ရှေ့ကိုအယိုးကောင်းကြီးကြာလာတော့တရေဆိုပြီးထောက်အောင်နေပြီလေ။တတိကောင်လိုက်တဲ့ရှောင်းဖန်မှာအယိုးကောင်းကိုသူ့နေရာသူပြန်ထားလိုက်ပြီးတော့မထင်မှတ်ဖဲအပြစ်ပြုမိသွားတယ်လို့ပြောကမှအယိုးစုတစ်ခုလုံးကပြောကြသွားပြီလေ။ ပြီးအောင်ကလည်းနိုးလာပါတယ်ပြီးရနဲ့အပေါက်တစ်ခုကပေါ်လာပါပြီချောင်းဖန်ကရှောင်းမသွားဖို့တားမိမယ်ပြီးအောင်ကတော့တက်တိကြောင့်လေနေအမှောင်ကိုကြောက်လို့မလာလို့ပြောပြီးတော့ရှေ့ကနေထွက်သွားပြီလေတနေရာကိုရောက်တဲ့အခါမှာတော့နေရံမှာအစားတချို့ရေးထားတာကိုတွေ့လိုက်ပါတယ်ဖက်ကြည့်ပေမယ့်အဆုံးထိရေးမထားပါဘူးဘေးကိုကြည့်လိုက်တော့ရှောင်းဖန်ကိုမတွေ့တော့ပြန်ဘူးလေပြီးအောင်ကတားလိုက်ပြီးတော့ရှောင်းမသွားနဲ့တော့မဟုတ်လို့ကတော့ဘလို့တည်သွားမှန်းတော့သိမှမဟုတ်ဆိုပြီးပြောလိုက်ပါတယ်အထဲကိုဝင်သွားတော့ညံလင်းပွင့်နှစ်ဖရားနဲ့သူတော်စင်မနှစ်ဖရားရုပ်ထုကိုတွေ့လိုက်ပါတယ်ချောင်းဖန်တို့ဘာလို့ဆက်ပြီးကြုံရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပြပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားကြပြပါဦးခင်ဗျာ